ကဲဒီနေ့ကျွန်တော် reaction လုပ်ချင်တဲ့ video file ကတော့ဒီမှာကိုမောင်မောင်ပေါ့နော်ကိုမောင်လိုင်းလွင့်တဲ့အချိန်မှာအောက်ကလာမေးတဲ့အမေးမှာအခုချိန်အမေစုပုံပါလဲအင်ဂျင်ဝင်ဖမ်းမလားတဲ့ဆိုတော့မေးခွန်းလေးနော်သူဘလို့ပြန်ပြေးသားလဲကြည့်ပါမယ်အခုချိန်အမေစုပုံဝင့်ရင်တဲ့ဖမ်းခံရနိုင်မလားဗျဟွန်းဒေါအောင်စန်းစုကြည်ပုံကိုဝင့်လို့ရှိရင်ဖမ်းခံရနိုင်မလားဆိုတဲ့ခါကြတော့အဲ့တော့မေးခွန်းကကြားလိုက်တာဖမ်းခံရနိုင်တော့ဗောဗျာနော် ပန်းပိုင်တော့မှဖမ်းတဲ့အခြေအနေမျိုးတွေရှိတာ哦เนาะကောင်းစန်းစစ်ကြီးပုံကိုဝင်မဖမ်းရင်တော့မှပဲအ ਨੇ ဆုံးစစ်ဆေးခံရနိုင်တယ်စစ်ဆေးလို့ရှိရင်လဲကောင်းကောင်းစစ်ဆေးတော့အကြောင်းမဟုတ်ဘူးခင်ဗျားတို့ကနိုင်လွတ်လုံအောင်ခင်ဗျားတို့မှမရှိဘူးမရှိတဲ့အခါမှာနိုင်လွတ်လုံစားနိုင်ငံတရားတရားလွတ်လပ်ခွင့်လုံခြုံခွင့်ကိုကာကွယ်ပေးတဲ့ဥပဒေအရလဲခင်ဗျားတို့ကမကာကွယ်ပေးတာမှမရှိဘူးလေအဲ့တော့ကောင်းစန်းစစ်ကြီးပုံကိုဝင်မိရတဲ့အကြောင်းမို့လို့ခင်ဗျားတို့ပုံမှာတန်နေရကြီးကြီးမားမားတော့ရှိလာနိုင်တယ်ဒီတန်နေရကသူတို့ရဲ့တန်နေရကခင်ဗျားတို့အတွက် နေရာတစ်ခုကိုရောက်သွားစေတယ်အခက်အခဲတစ်ခုကိုဖြစ်သွားစေနိုင်တယ်အဲ့တော့တန်နိုင်ဆုံးဒီကိစ္စလေးတွေမှာရှောင်ပါလို့ကျွန်တော်ပြောချင်ပါတယ်နော်ကဲကိုမောင်ပြောရတာကြားတယ်နော်စစ်တပ်ကိုတက်တက်လုံးအမာခံထောက်ခံလာခဲ့တဲ့လူတယောက်ပြောတာနော်ကျွန်တော်တို့လိုတော်လန်းနေတဲ့လူတယောက်ပြောတာမဟုတ်ဘူးလို့ဒီနေ့ချိန်ထိတဲ့ဒီပုံကိုယ်တွေကစစ်တပ်ကိုထောက်ခံနေတဲ့လူတွေပဲဒါပေမဲ့ဘယ်ချင်းမတူပေမဲ့ဒီလိုဘောမမျိုးကိုကျွန်တော်လေးစားတယ်ဘာဖြစ်လို့အမှန်အမှန်ပြောရဲတယ်ကျွန်တော်တို့လိုချင်တာဘောမအတိုင်းဝိုင်းမှာအဲ့လိုအမျိုးတွေဒါဆိုရင်လား ျွန်တော်တို့လည်းခုနကပြောတယ်လို့လိုက်ပြီးနေရကအမုန်းခံပြီးပြောနေတယ်အကြောင်းမရှိဘူးဟုတ်တယ်နော်အခုတူပြောမှနေနော်ဒေါန်ဆန်းစုကြည်ပုံဖမ်းရင်ဝိရင်နဲ့ဖမ်းမယ်စီးမယ်စစ်ဆေးမယ်စစ်ဆေးတဲ့နေရာမှာရိုးစစ်ဆေးမယ်ဒါတူပြောရတာရှင်းရှင်းလေးထုရိုက်ပြီးတော့နှိမ့်ဆက်ညှဉ်းပန်းပြီးစစ်ဆေးမယ်ဆိုတော့ဖြစ်တယ်လားဒေါန်ဆန်းစုကြည်အာမပေးတာအားပေးတာခဏထားလူတယောက်ကိုကိုချစ်လို့ဒီလူတယောက်ကိုကိုချစ်လို့ကိုလေးစားလို့နော် ်ဒီလူတယောက်ကပုံကိုကိုအင်ကြီးမှာဝစ်တယ်ဒါဟာနိုင်ငံအတွက်အပြစ်ရှိတယ်လို့တတ်မှတ်တာနေမှန်လားမှားလားမုံနဲ့စိတ်နဲ့ကြည့်ပြီးမပြောနဲ့ချစ်ချင်းမုံချင်းကိုခဏဖယ်တာချစ်ချင်းမုံချင်းကိုခဏဖယ်တာကိုချစ်လို့ကိုဝစ်တာလေဘာဘာဒီလူတယောက်ကိုတွားပြီးပြဿနာရှာစရာအကြောင်းမရှိဘူးဆိုတော့ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့ဒါလောက်အခြေခံ၄တောင်မှပြည်သူတွေအပေါ်ကိုနိုင်ထက်စီနင်းပြုတ်ကြည့်ပြီးတော့မတရားပြုတ်ကြည့်နေတာ ဲ့တော့အဲ့လိုမတရားပြုကျင့်တဲ့အဖွဲ့အစည်းလူပုတ်ကိုကျွန်တော်တို့ကလက်ခံတင့်လာဒီနိုင်ငံသားတွေအနေနဲ့တော့ခုနကသူပြောပဲနိုင်လွတ်လုံးနဲ့ဖြစ်ထားတယ်ဆိုတော့ဥပဒေဆိုတာကကျွန်တော်ပြောကျွန်တော်နိုင်ငံမှာလေဥပဒေလို့ပြောလိုက်ပြည်သူကစောင့်ဝါကြောက်တော့အကောင်ပြောတာဥပဒေလို့ online ကြည့်ဘာဥပဒေညာဥပဒေရက်ွက်ထဲမှာဆိုအောင်မောင်အရင်တန်တန်နဲ့ဥပဒေ၄ငါးလုံးလောက်အလွတ်ကျက်ပြီးတော့ဖီးပြီးဟောလိုက်ကြည့်အဲ့လူဆိုတောင်းလုံးဖြုံနေဟမ်အားဒီကဥပဒေနားလဲတယ်ဆိုတော့ဥပဒေဆိုတော့ကြောက်စရာလို့ထင်တယ်အမှန်တကယ်မဟုတ်ဘူးဥပဒေဆိုတာကပြည်သူအတွက် ကာကာခွေပေးစရာနှွေးထွေးပေးစရာလုံခြုံမှုပေးတာဥပဒေတော့မြင်လိုက်တာပြည်သူဟာငါတို့အကာအကွယ်ငါတို့အတွက်လုံခြုံမှုငါတို့နဲ့နှွေးထွေးမှုပေးတဲ့အရာလို့မြင်ရမှာဒါပေမဲ့မြန်မာပြည်မှာဘာလို့လဲဥပဒေကိုခုလုံးလုပ်ပြီးတော့အဲ့ဒီအာဏာရှင်တွေကပြည်သူကိုဒုက္ခပေးတဲ့အတွက်ပြည်သူဆိုတာဥပဒေမြင်ကြောက်နေရအခုကဒေါ်လာစစ်တီတွတ်တူဘာပဲပြစ်မှုပြုလို့နော်သူတို့ဆွဆွဲတယ်လို့ပဲရာဇဝတ်သားပဲဖြစ်နေပါစေဘုရားဒါလူတယောက်ကိုချစ်လို့ဒီအင်ဂျီဝင့်မယ်ဒါပတ် ဖမ်းစရာလည်းအကြောင်းမရှိစစ်မင်းစရာလည်းအကြောင်းမရှိဒါပေမဲ့မြန်မာပြည်မှာအဲ့ဒီအခွင့်အရေးလေးတော့မရဘူးဆိုအဲ့ဒီအခွင့်အရေးလေးတော့မပေးတဲ့ကောင်တွေကိုတိုင်းပြည်ကိုအုပ်ချုပ်ခိုင်းဖို့ဆိုတာဖြစ်တယ်လားမဖြစ်တယ်ဘူးလားဒါလက်ရှိတို့အာဏာပြေဝမရသေးဘူးနော်တို့တရားဝင်အာဏာမရသေးဘူးနော်ကဘာမှာကောမြန်မာမှာကောဘယ်ဒေတာမှာကြီးကြီးမင်းအောင်နိုင်တို့စစ်တပ်ကအာဏာတရားဝင်ရသေးတာမဟုတ်ဘူးအာဏာမရခင်တော့တို့ဟာပြည်သူပေါ်ကိုဒီလိုလှုပ်ချင်နိုင်လှုပ်မယ်ဆိုရင်တိုင်းပြည်အာဏာတို့လက်ထက်ရောက်ရင်ဘယ်လိုလုပ်မလဲ ဒါအပြင်ပါပဲเนาะဒါကြောင့်မလို့ဒီလိုမျိုးပြောပြတဲ့ကိုမောင်တော့ပါလို့လေးစားတယ်မင်းတို့ဘောမနေဆိုတာအဲ့လိုမျိုးတန်ဖိုးရှိအောင်ဘောမပါဒါဆိုရင်ငါတို့တွေကအတိုက်ခံလုပ်ပြီးအမုန်းခံပြီးပြောနေကြမလို့เนาะအရင်ရွေးကောက်ပွဲတုန်းကလည်းဒေါအောင်ဆန်းစုကြည်နောက်တစ်ခုကိစ္စကဒါကတော့မဲခိုးတဲ့ကိစ္စနဲ့ကိုမောင်ရှင်းပြထားနောက်ထောက်ကြည့်ပါအရင်ရွေးကောက်ပွဲတုန်းကလည်းဒေါအောင်ဆန်းစုကြည်မဲခိုးလဲဆိုတာလက်ခံလာတယ်။မဲခိုးမဲစင်းရဲလွဲမမှုဆိုတာတော့ကျွန်တော်လက်ခံတယ်။မဲခိုးမှုကတော့ အတိုင်းအတာတစ်ခုလိရှိနိုင်ပေမဲ့ဒါမျိုးရုပ်ပြတ်ဆင်းပြတ်ကြီးမဲဆက်တန်းကျော်ခိုးလဲဆိုတာတော့မဖြစ်နိုင်ဘူးကွာနော်ကိုမောင်မောင်ပြဒီလူဒီလူဒီလူမညံ့ဘူးနော်ဒီလူတူကိုကိုရဲ့တံပိုးတော့ကိုအကြမခံဘူးတိလားအဲ့ဒါပဲမဲခိုးတယ်ဆိုတာလေခွေးပြောရင်ခွေးယုံတဲ့စကားရှင်းရှင်းလေးကွာတယောက်က0မောင်မကွဲဖက်နဲ့အစာမိုးပဲရှုံးတယ်တယောက်ကအောင်မှတ်ရတယ်အဲ့တော့အောင်မှတ်ရတဲ့လူကိုစာမိုးပဲခိုးချလို့အောင်တယ်ဆိုတော့ခိုးချလို့အောင်လို့ရလား စာမကြက်ထားတဲ့ကောင်စာမဖတ်ထားတဲ့ကောင်ကျွန်တော်ပုံလေးစာအုပ်နဲ့ခြာပေးမယ်ခိုးချခိုးချရဲဆိုတော့အကုန်လိုက်ခြာပြီးကြည့်လို့ရအောင်ချို့တည်းစာမဖတ်ထားစာမကြက်ထားကောင်မေးခွန်းတော့နားလည်လို့မရဘူးချင်းချင်းလေးခိုးချရဲဆိုတော့အဖါလေမိနေတဲ့ဟာလေးချက်ကြည့်ကြတော့ပဲရမှာအဲ့တော့ဘုံဒူးအမှတ်ထွက်ထားတဲ့ကောင်ကိုခိုးချလို့စာမေးပွဲအောင်လားဆိုတော့ဖြစ်နိုင် အခိုးချလို့ဂုံနူးထွက်လာတော့ဆွတ်ဆွဲရင်ဩဖြစ်နိုင်တယ်ဆိုရှော့ပေးလို့ရတယ်။ဒါပေမဲ့အခုကမဟုတ်ဘူးဒီစာမွေးပွဲအောင်တာဒီကောင်ကမအောင်ဘူးလို့ခိုးချလို့အောင်တာတဲ့။ तू ခိုးချသွားအတွက်ငါတို့မှမအောင်တာ။ तू လည်းငါလိုပဲမအောင်ဘူးဆိုတော့1990မှာ NND ဝင်ပြိုင်တယ်။အပြတ်တက်နိုင်တယ်။2012ဓာပြတ်အပြတ်တက်နိုင်တယ်။2015ပြည်တော်ချုပ်အပြတ်တက်နိုင်တယ်။2020မှာအပြတ်တက်နိုင်တာထူးဆန်းလား။ထူးဆန်းလားဒီလူကတသက်လုံးဂုံနူးမှန်ထွက်လာတဲ့လူဒီစာမွေးပွဲကြမှာ သူကုံတူးမှထွက်တာကိုအထူးစမ်းလှုပ်ပြီးတော့ခိုးကြတဲ့ order ဆိုတာခွေးပြောခွေးုံဆိုတော့ကျွန်တော်အဲ့ဒါကိုပြောတာနောက်တစ်ခုရှိတာကနော်မဲစရင်မှားတယ်တဲ့ဘလို့မှားတယ်ပြောပြဘလို့ပဲမမဗျာကျွန်တော်ကနာမည်ထပ်နေပါစေ။လူတယောက်မဲတော့ထက်ဒီလက်ရှိရွေးကောက်ပွဲစောင့်ကြည့်လစ်လာရေးလက်လွတ်ပေးတယ်။နီးပညာနဲ့ကူညီတယ်။ဂျပန်နီးပညာကူညီတယ်။ခင်ဗျားတို့ရွေးကောက်ပွဲပြည်တွင်းမှာမဲပေးတဲ့လူတွေခင်ဗျားတို့လက်တန်းအမြင်啊လွတ်လွတ်ကူကူပြက်လို့ပြက်လာ။ပြက်လာ လူတည်တဲ့လူကိုပဲနာမည်စရင်ထည့်ထားတယ်ပြောပြောမဲပေးပိုင်ဝင်ရှိတဲ့လူမှာအသက်မပြင့်ဘူးအဲဟိုတည်တဲ့လူကိုထည့်ထားတယ်အဲတယောက်တည်းကိုနှစ်ခါသုံးခါထည့်ထားတယ်မျိုးစုံပဲဆွဆွဲကြတာဒါမဲ့ဘလို့ပဲထည့်ထည့်ဗျာမဲသွားပေးမယ်ပြန်လာရင်လက်တန်းမှာမှင်ဆိုးလာတယ်အဲ့လူကအဲ့မှင်ကိုဖျက်လို့မရတဲ့အတွက်နောက်မဲရောက်တဲ့ရုံဘလို့သွားပေးမယ်ကျွန်တော်ပေးပြန်ရှင်ရိုးရိုးချင်းချင်းလေးခလေးအသွေးလေးပဲသွေးတခါကျရင်ခလေးအသွေးတွေကအရင်ရိုးချင်းတယ်ဗျာနော်လူကြီးတွေပုံစံအဖြစ်မရတဲ့ အရေပု္ပ္ပစာတွေကိုခလေးအတွင်းနဲ့တွင်းရင်အဖြေပေါ်တာတွေအများကြီးရှိတယ်။အဲ့တော့ကျွန်တော်တို့ရွေးကောက်ပွဲမဲလိမ့်နေမဲခိုးတယ်ဆိုတာဖြစ်နိုင်တာ။နော်။အဲ့ဒါအဖြေပဲ။အဲ့တော့ကိုတန်ဖို့ကိုအမဲခံပြီးတော့မဲလိမ့်နေမဲခိုးတယ်ပြောနေလို့ကျွန်တော်တနာတယ်ကျွန်တော်အကောင်းပြောတာ။တကယ်တနာအော်ဒီလူတွေဟိုကိုစကားတကုံးနဲ့ကိုတန်ဖို့ကိုဖြစ်နေကြပါလားလို့အဲ့လိုပဲတွေးတယ်ကျွန်တော်ကတော့ဒါပေမဲ့တော့မဲစင်းလွှဲမှမှုကတော့အခုလောလောဆယ်သူတို့ UEC ပေါ့နော်အခုလက်ရှိ NASA ကရဲ့ UEC တော့မှာပဲ မက်ဆင်လွှဲမှမူကရင်ဆိုင်နေရတာဖြစ်တယ်အဲ့တော့အဲ့တော့မက်ဆင်လွှဲမှမူကတော့အများအားရှိနေမှာဖြစ်တယ်နော်ရှင်းရှင်းလေးမက်ဆင်လွှဲမှတာ2015မှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကအစိုးရကလုတ်တဲ့ရွေးကောက်ပွဲဟာ2020ရွေးကောက်ပွဲထဲမက်ဆင်မှားတဲ့အရေးအတွက်ပုံများပါတယ်အဲ့တော့မက်ဆင်မှားတိုင်းမဲလိန်နဲ့မဲခိုးတယ်လို့စွပ်စွဲချင်းဆိုရင်2015မှာပိုခိုးခဲ့တာပေါ့ဒါဆိုရင်ကြံ့ဖွဲ့ပါတီက2015မှာမဲခိုးတာတော့မအောင်မြင်ခဲ့တဲ့ပါတီပေါ့ ဟုတ်တယ်နော်အခုရောအခုဒီအတူရောင်ရွေးကောက်ပွဲမှာလည်းစရင်းနဲ့ဗျံကလန်းတဲ့ဘူးလက်ကိုယ်တိုင်ပြောထားတာလူ900မှာ300မှားတယ်တဲ့အဲသူတို့လူကိုယ်တိုင်ပြောတာနော်တပြည့်လူပြောတာမဟုတ်အဲ့ဒါမှားတဲ့နေရာအချားနယ်လည်းမဟုတ်နေပြည်တော်တို့နေရာမျိုးမှာကဲစဉ်းစားကြည့်အဲ့ဒါဆိုရင်အခုဆိုဒါခိုးနေကြပြီပေါ့နော်အဲ့ဒါအဖြစ်ပဲဒေါ်စန်းစစ်ကြီးကိုလွတ်ပေးလိုက်ငြင်းချမ်းနိုင်သလားဆိုတဲ့ခါကျတော့စဉ်းစားတော့ဒေါ်စန်းစစ်ကြီးလွတ်ပေးလိုက်လို့ရှိရင် အထိုက်လျောက်ထိကျွန်တော်ငြင်းချမ်းသွားနိုင်တယ်စေတနာစိတ်စေတနာတော့ပြရမှာပေါ့ဗျာနော်စိတ်စေတနာတော့ပြမယ်အဲ့တော့ဆိုတော့နိုင်ငံရေးစိတ်စေတနာရှိဖို့တော့လိုတယ်အခုချိန်ထိတော့နိုင်ငံရေးစိတ်စေတနာနည်းနေရအောင်တွေ့ရတယ်ကောင်းဆန်းစုကြည်လွတ်ပေးလိုက်လို့လည်းကျွန်တော်တို့ဘာမှမဖြစ်သွားပါဘူးအကောင်းဆုံးဖြစ်သွားနိုင်တာကသူကမြန်မာနိုင်ငံအတွက်အကျိုးရှိသွားနိုင်တဲ့ပုံကူတယောက်ပဲဖြစ်တယ်နော်အမျိုးသမီးပုံကူကြီးတယောက်ပေါ့ဗျာနော်မြန်မာနိုင်ငံအတွက်အကျိုးရောက်သွားမဲ့ပုံကူတယောက်တော့မဟုတ်ပါဘူးအဲ့တော့ အာတော့အောင်စားစုကြည်ကြောက်အကျိုးရောက်သွားမဲ့အရာတွေမရှိဘူးလို့ကျွန်တော်တို့ကတော့လုံးဝယုံကြည်တယ်ပေါ့ဗျာနော်ဒီလိုဘောမှမျိုးတာမြန်မာပြည်မှာအကုန်လုံးရှိနေကြရင်တိုင်းပြည်ကအာနာသိမ့်လာစေအကြောင်းမရှိသလိုအာနာသိမ့်ပြီးနောက်ပိုင်းမှာလည်းအခုလိုဖြစ်စရာအကြောင်းမရှိဘူးဘာဖြစ်လို့တိုင်းပြည်ကဒီနေ့ခေတ်မှာအာနာငါသိမ့်တာငါနေ့ရှိပြီဘာဖြစ်လို့တော်လိုင်းရေရှင်းနေတာလဲရှင်းရှင်းလေးပါပဲဒီလိုဘောမှတွေမရှိဘူးတခင်အားရဂျွန်ဘာဝအာဘရင်ယူကတယောက်တည်းယူပြီမဲ့ဂျွန်ယူတွေကများနေတဲ့အတွက်မှားတာမှန်တာကိုမကြည့်ဘူးတူဘက်ကိုဘက်လောက်ကြည့်တဲ့ တူတွေများတဲ့အတွက်ဒီတိုင်းပြည်ကသူတို့ဖြစ်နေတာအခုကိုမောင်မောင်ဒီလူတော်လှန်ရေးကိုဒီနေ့ချိန်ထိပူပေါင်းထားတာမဟုတ်ဘူးနော်တော်လှန်ရေးကိုအားလည်းမပေးဘူးတူဒီတက်မတော်ကိုအားပေးတာတူဒီစစ်တပ်ပဲချစ်တာတူတူတူလည်းသူဘောမလို့သူဝန်ခံတာလည်းသူပြောထားတယ်ဒါပေမဲ့တူဒီကိုနေ့ကပြောတူတန်ဘိုးကိုတူထိန်းတယ်ပယံပဒါစကားမှားနေတဲ့အရာကြီးကိုမှားတယ်လို့မပြောနိုင်တော့သူမှန်ပါတယ်မပြောတယ်လို့ပြောကျွန်တော်တို့ပြောချင်တာအဲ့ဒါပါ။တော့အဲ့ဒါပဲရှင်းရှင်းလေး နော်လက်ရှိမြန်မာပြည်မှာရှိတဲ့ဘောမတွေအားလုံးကဒီလိုမျိုးလားဒီလိုဘောမကြီးရင်တတ်မတော်ဘယ်လောက်တန်ဖို့ရှိနေလဲရှင်းရှင်းလေးပြအဲ့ဒါအဖြေပဲနော်အဲ့တော့မဲလိုက်နေမဲခိုးတယ်လို့ဆွဆွဲနေတဲ့သူတွေနော်အဲ့ဒါကိုကြည့်ပါနောက်တစ်ခုရှိတာကကျန်းဖို့ပါတီတွေကခေါင်းဆောင်တယောက်နော်အုံမြင့်လားမသိကျွန်တော်လူနာမယ်တော့မိတ်သွားပြီကြာပြီဖြစ်တဲ့ဘာဆိုတာမှတ်မှတ်ရအဲ့တော့တွေကသူအင်တာဗျူးတစ်ခုရှိတယ်ကျွန်တော်အဲ့ဒီအင်တာဗျူးကိုဒီလူဖြေတဲ့ကကျွန်တော်စဉ်းစားတယ် ော်ဘာစကားလဲပေါ့ဒီလူဘာဖြစ်လို့ तू ပြောတာကအင်တာဗျူးမှာဒရင်တော့ကမေးတာအကယ်၍ရွေးကောက်ပွဲမှာမဲမနိုင်ရောတဲ့ဆိုတော့မနိုင်နိုင်အောင်လုပ်မှာတဲ့ဟာအဲ့စကားကိုကြားတယ်ကျွန်တော်ဟာဒီလူဘလို့လဲပေါ့ဘာလို့ဆိုတော့ရွေးကောက်ပွဲဆိုတော့ဗျာစာမွေးပွဲမဟုတ်ဘူးလေစာမွေးပွဲကပါတယ်မအောင်အောင်ဖြစ်မယ်ဆိုတော့ကငါကြောက်ကြိုးစားမယ်ဆိုတော့ဟာရွေးကောက်ပွဲကြတော့မဲမနိုင်ဘူးဆိုတာဘာဖြစ်လို့လဲပြည်သူမရွေးချယ်လို့လေကိုယ့်ကိုဘလောက်ကြိုးစားကြိုးစားပြည်သူကမရွေးချယ်ရင်မင်းမဲမနိုင်ဘူးပဲအဲ့တော့မဲမနိုင်လို့ရှုံးရတာလေ တော့ရှုံးတာကိုမနိုင်နိုင်အောင်လုပ်မယ်ဆိုတော့ဘာကြီးလဲစဉ်းစားကြည့်အဲ့တော့လက်ရှိရွေးကောက်ပွဲရှင်းပါမယ်မဲမနိုင်တဲ့ကောင်တွေကစုပြီးတော့ဟာရွေးကောက်ပွဲဘာဖြစ်အမှန်တရားသူတို့ပြည်သူမရွေးချယ်လို့မနိုင်တာချင်းချင်းလေးတက်တက်ခိုင်ဆိုကြည့်เนาะတက်တက်ခိုင် NLD ပါတီကနေရွေးကောက်ပွဲဝင်နေကောက်ကောက်ကြောက်ကြောက်လွတ်တော်ထဲရောက်လာဟာတူအတူပါတီထောင်းနေပါတီဥက္ကဋ္ဌနာမည်တော့ခံလိုက်သေးတယ်ဒါပေမဲ့တက်တက်ခိုင်ပြည်သူရွေးချယ်ခံရလားထုံနေသူပဲစက်ဖို့ကောင်းဆောင်နေ 2015မှာလည်းရှုံးတယ်2020မှာလည်းရှုံးတယ်ဒါပြည်သူမရွေးချယ်လို့လေအဲ့ဒီပြည်သူမရွေးချယ်လို့ရှုံးတာကြီးကိုရှုံးကိုယ့်ရဲ့အရှုံးကိုလက်မခံဘဲနဲ့မလုပ်တာတိတ်ခါမဲ့စွာနဲ့တံမိုးမဲ့စွာထအော်ကြတာမလုပ်တဲ့နဲ့လို့ထထလို့တာတိုင်းကြီးကပြက်စည်းတာအဲ့တော့တစ်ဖက်မှာကြည့်တော့မင်းအောင်နိုင်ရတဲ့ဘာဖြစ်လို့အာဏာသိမ်းတာလဲမင်းအောင်နိုင်ရကာကွယ်ဦးစီးချုပ်ရဲ့တက်အတက်က260ပြည့်ပြည်စီယူရမယ်တတ်မှတ်ထားတယ်ဒါပေမဲ့မင်းအောင်နိုင်ဒီသူတို့ကိုယ်တိုင်ပြတ်တန်းထားတဲ့ဥပဒေကိုသူတို့ကိုယ်တိုင်ကြော်လွန်ပြီးတော့တက်လွန်ထက်နေတယ် စစ်တပ်မှာသူ့တော့တော်ရဲ့လူမရှိဘူးဆိုပြီးတော့အကယ်၍ဒီလာမဲ့ရွေးကောက်ပွဲမှာတာလင်းမင်းအောင်နိုင်ဟာအသက်65ကျော်ဝိုင်းဖြစ်အတွက်နောက်တစ်ခါတန်တန်းထပ်တိုးလို့မရရင်ဘာဖြစ်လာမလဲဆိုတော့သူဒီအာနာလက်လွတ်ကတော့သူအာနာလက်လွတ်လိုက်တာနဲ့နော်ရခိုင်အရေးပါဝင်လက်ရှိစစ်ရာဇဝမှုတွေကျူးလွန်ထားတဲ့မင်းအောင်နိုင်ရဲ့ပြစ်မှုတွေအားလုံးဟာဘာဖြစ်ပြီလဲသူခံတော့မယ်အခမ်းမသိသေးတဲ့မိသားစုကဘဝပြတ်မှာအဲ့တော့ခုနကပြောလို့ဖုန်ကြီးယူနဲ့လှေလှူတွားတွေ့တာဟိုကောင်တွေကလည်းသူတို့ပြည်သူကမယွေးချယ်လို့ဘာလို့ ရင်ဝင်ပြီးတော့ပြဿနာရှာဖို့စီစဉ်ဆွဲထားတယ်ဒီကောင်ကလည်းသူအာနာလက်လွတ်လိုက်ရတဲ့ခွေးကြကြမှာတိတော့ဒီနှစ်ယောက်ပေါင်းပြီးပါလို့စင်ကြံကြံတာတိုင်းပြည်ကိုမလုတ်တဲ့အလုပ်လုပ်သွားတာ2020ကကခမရတို့ပြောသလိုပြကျွန်တော်တခုလည်းပြောမယ်အခုလက်ရှိ2021မှာဒါစစ်တပ်ကမဲလိန်ပြောမဲခိုးတယ်ပဲပြောပြော NND ကိုအာနာမသိခင်တိုင်းပြည်မှာအခုလိုဒုက္ခတွေပေါ်နေမလားအခုလိုတွေးချောင်းစည်းမှုတွေဖြစ်နေမလားရှင်းရှင်းလေး အန္တဏီအစိုးရမတက်ခင်2005မှာဘလို့ဝါဒပြန်ခဲ့တယ်အန္တဏီတက်လာရင်ကလားနိုင်ငံဖြစ်လာလို့တိုင်းပြည်ပြစ်မှားလို့ဒါပေမဲ့တကယ်တကယ်ဖြစ်စည်းခဲ့တာဒီသူတို့အန္တဏီအစိုးရတက်လာတဲ့အချိန်မှာစံဖို့ပန်ဒီအစိုးရမလွှဲပြောင်းခင်မှာဝင်ကြီးဌာနအားလုံးကိုဘတ်ဂျက်ကိုကုန်အောင်တုံးပြစ်ပလိုက်တယ်ပြီးတော့နိုင်ငံရဲ့ဘတ်ဂျက်ကိုတစ်နှစ်ခွဲထိထွက်ယူတုံးဆုပ်ခွင့်မရှိအောင်စီမံခဲ့တယ်အန္တဏီအစိုးရတက်လာတာနဲ့အခွန်ကြီးပတ်စံမရှိဘဲနဲ့တိုင်းပြည်ကိုဥဆောင်ပြီးလှုပ်ရတာအဓိကတော့အဲ့ဒီမှာတည်းကအန္တဏီကိုအပြိုချလာတယ် ဒါပေမဲ့သူတို့ထင်သလိုမပြိုဘဲနဲ့အန္တနီယခရိုနီနေပေါင်းပြီးတော့ဘာလို့ဒီပတ်စံနေအကူကြီးတောင်းပြီးတော့ဘတ်ဂျက်ကိုရအောင်ဖြည့်ရှင်းတယ်။တစ်နှစ်ခွဲဘတ်ဂျက်ထုတ်လို့ရတာနဲ့အဲ့ဒီထုတ်တဲ့ဘတ်ဂျက်နဲ့စီမံကိန်းတွေကောက်ဆွဲပြီးတော့တိုင်းပြည်ကိုတိုးတက်အောင်နှစ်ပိုင်းအတွင်းမှာလှုပ်ပြလိုက်တော့သူတို့တွေချိန်မနိုင်ခဲမြန့်ဖြစ်ပြီးတော့ဒီတခါမနိုင်နိုင်အောင်လုပ်မယ်ဆိုတဲ့ဟာတွေဖြစ်ကုန်တာ။အဲ့ဒါဘဒုကြောင့်တိုင်းပြည်ပြတ်နေတာလေ။ရှင်းရှင်းလေးပြအပြည့်ရှင်းနေတယ်။အဲ့လိုရှင်းနေတဲ့အာကြီးကိုရုံမာပြီးတော့လုပ်နေကြတာ။ဒါကြောင့်မလို့ နော်ကျွန်တော်တို့ပြောတာဘောမတွေထဲမှာပြည်ပင်းဘောမနဲ့ပြပဘောမကွာတယ်ဆိုတာအဲ့ဒါပြောတာအခုကိုမောင်မောင်တွန်းဆဲနေကြတယ်တော်လိုင်းဘက်ကလူတွေတော့မဆဲရတော့အာနှကုံတော့ပြောင်းခီးမောင်မောင်ဘာဖြစ်နေမလဲတွန်းဆဲရတော်လိုင်းဘက်ကလူတွေဒါပေမဲ့အခုဆဲတာလေတော်လိုင်းဘက်ကလူတွေဆဲကြမလို့တော့ဘောမတွေပြန်ဆဲနေတယ်မှန်တာပြောလို့ဟုတ်တာပြောလို့ဟာမြန်မာပြည်ဗျာတကယ်ဘုရားဆုံးမြန်မာပြည်အဲ့မှန်တာပြောရင်ဆဲကန်ထိမဟုတ်တာပြောရင်ဆဲကန်ထိကိုယ့်ဘက်တူဘက်မတည်ဘူးနော်အဲ့ဒါပဲကြောက်ဖို့ကောင်းတယ်ဆိုတော့ကျွန်တော်တို့တိုင်းပြည်ဘယ်လိုလုပ်မလဲ ဲ့တော့တော်လန်တဲ့လူတွေအပြစ်ရှိတာဟမ်တော်လန်လူတွေအပြစ်မရှိပါဘူးနိုင်ငံဆိုတာစစ်တပ်ကပိုင်တာမဟုတ်ဘူးပြပြည်သူပိုင်တာဒါလေးကိုအလုံးတိဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့နောက်ဆိုရင်မဲလိုက်နဲ့မဲခိုးတယ်လို့ပြောနေတဲ့လူတွေ့တတ်မှတ်လိုက်ပါအော်ဒီလူကိုတန်ဖို့ကိုဖြတ်နေတဲ့လူပါလားလို့အဲ့လိုလေးမြင်လိုက်ကြည့်အဲ့ဆိုပြီးမှခံမင်းနေတယ်ဘာငင်းရမှာမဟုတ်ဘူးမဲလိုက်နဲ့မဲခိုးတယ်ဆိုတာရှင်းမဲ့ခွေးပြောခွေးရော အဲ့ဒါရှင်းရှင်းလေးပဲအဲ့ဒီမဲလိုက်နေမဲကိုရပြောတတ်ပါအောင်တွေ့လို့ရှိရင်ဩဟာသလေးတပုတ်နေတဲ့ကြည်လိုက်ပြုံးပြီးဆိုတာကြည်နေလိုက်ဘာမှမပြောနဲ့ခံကြီးရမယ်လို့မဟုတ်ဘာလို့ဆိုဒီကောင်အဆင်မရှိတာသေချာသွားပြီအဲ့ဒါတတ်မှတ်လိုက်